1ရက်9လ2025မြေပြင်ရရှိတဲ့သတင်းအချက်အလက်တွေကိုနိုင်ငံတော်ကြီးကတက်မတော်ကာကွယ်ဦးစီးချုပ်အပါဝင်နာဆာကအစိုးရအဖွဲ့ဝင်တရလုံးအေဂျင်စွာနေထိုင်နေတဲ့ပြည်သူလူထုတက်မတော်သားနဲ့တက်မတော်သားမိသားစုတွေသိရှိနိုင်ရန်ကျွန်တော်ဖြေကန်ဘဝနဲ့အမုန်းခံလူသားကမြေပြင်ရရှိတဲ့သတင်းအချက်အလက်တွေကိုတင်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ပေါ့နော်ဒီလာရှိုးကနေပြီးတော့ MNDA ကိုကန့်အဖွဲ့ပါဝင်တချို့သော PDF တွေလည်းပါတယ်လို့ပြောတယ် မနေ့ကကွမ်လုံကိုနော်ကားတော်တော်များများနဲ့ကွမ်လုံမြို့ထဲကိုဝင်ရောက်ပြီးတော့ကွမ်လုံမှာကွမ်လုံဖြူအာမှာပေါ့နော်တို့အခြေချနေထိုင်နေပေါ့နော်ကျွန်တော်တို့ဒီလာရှိဝကနေစုပ်သွားတယ်ပေါ့နော်စုပ်သွားတဲ့အဖွဲဖြည်းဖြည်းချင်းတော့စုပ်မယ်နဲ့ထင်တယ်နော်အဲအဲ့ဒါလေးတခုရှိမယ်နောက်တစ်ခုကမကွေးတိုင်းဒေသကြီးပေါင်းမြို့တည်တဲ့ပခုတ်ကူမြို့မှာအင်စည်းကားဖြင့်သွားရင်တနားရီခွဲခန္ဓာသွားရတော့မဟာဗျူဟာကြာသောမြို့ဖြစ်ပါသည်တဲ့လက်ရှိချိန်တွင်ပခုတ်ကူနှင့်ပေါ့ကြားတွင် PDF များမှကားလမ်းတစ်လျှောက်ဂိတ်ပေါင်း 16 gate ဖွင့်ထားသည်ထိန်းချုပ်ထားသည်သိရပါသည်ပေါင်းမျိုးအတွင်း၌လည်းလုံခြုံရေးတပ်ဖွဲ့ဝင်များဝန်ထမ်းများနဲ့ပြည်သူလူထုအများအပြားပိတ်ဆို့ခံထားရရှိကြောင်းသိရပါတယ်တဲ့အထက်ပါပိတ်ဆို့ခံထားရသည်အခြေအနေတွင်မြို့တွင်း၌ကြံရှိနေသူများအနေဖြင့် PDF များနဲ့မြို့တွင်းရှိအကြမ်းဖက်အာဖေများပူးပေါင်းပြီးကုံစည်းနှောင်းအစမတန်မြင့်တင်ကပါရာစီဒမော့ကဲ့သို့ဆေးပင်ဝယ်ယူရန်ခက်ခဲနေပြီးဆန်သုံးပြီတသိန်းကျက်စီတပိတ်တာတသိန်းခွဲ ချက်ဥတလုံး3500အနေထားဖြင့်စားတော့ဖို့ပင်အခက်အခဲကြီးစွာရင်ဆိုင်နေကြရသောအခြေအနေဖြစ်ပြီးပေါင်းမြို့အပြင်ဘက်တွင်ပုံမှန်ကုန်စည်နှုန်းဖြင့်လူတလောက်ဝယ်ယူစားတော့ရရှိသောအနေထားဖြစ်ပါတယ်တဲ့။ပေါင်းမမြန်မာပြည်တွင်သို့ရှောင်းတင်းရန်တွားရောက်ကြမည်သူများဖမ်းဆီးပြီးဝန်ထမ်းများအားတပြက်ချင်းဝန်ထမ်းမိသားစုများငွေတောင်းပြီးမှပြန်လွတ်ပေးခြင်းအတွင်ပိုင်း၌တင်းကြောင်နေကြသူများကိုပင်စက်ကြီးကောက်နေပြီးမပေးပါက၎င်းတို့ပိုင်ဆိုင်မှုများကိုဖျက်ဆီးသိမ်းဆီးခြင်းများပြုလုပ်လျက်ရှိပြီး စီရီယံမလုံသောပညာရေးဝန်ထမ်းများအားအန်ယူဂျီကျောင်းနှင့်စာသင်ရမည်ဟုဆိုကဖမ်းဆီးပြီးမရားအဖြစ်ပြုခြင်းခံရသူများပြားရှိနေသည့်အပြင်တိန်းဆောင်နေသောပညာတတ်ပြည်သူများကိုလည်းအန်ယူဂျီကျောင်းနှင့်စာသင်ပေးရမည်ဟုဆိုကအတင်းအကျပ်ချင်းကြောက်ခေါ်ယူမှုများပြုလုပ်လျက်ရှိကြောင်းသိရပါသည်။ပေါင်းမျိုးနှင့်တစ်ခုလုံးရှိရွာအလိုက်ကျန်ရှိနေသောပြည်သူများအနေဖြင့်ကလေးလူကြီးမွေလာစဉ်တဦးလင်း1000ကျပ် စက်ကြီးပေးနေရကြောင်းဒေတာခံများထံမှသိရှိရပါသည်ဒေတာခံများဤပြောပြချက်အရလက်နက်ကိုင်းအဖွဲ့များအားတက်မတော်စစ်တောင်းများမှနေမည်ရှင်းလင်းမှုမပြုသည်မှာနှင်းနေပင်ချီနေပြီသိရပါသည်ဒို့ဖြစ်ပါ၍ဒေတာခံများအနေဖြင့်နီးရတာကိုကြောက်နေရသောကြောင့်နေမည်ရှင်းလင်းမိတက်မတော်စစ်ကြောင်းကိုစောင့်မျှော်နေကြကြောင်းအကြမ်းဖက်လက်နက်ကိုင်းများအားပြင်းပြင်းထန်ထန်ခြေမုံရှင်းလင်းစေရန်ဆန္ဒရှိကြောင်းသိရှိရပါသည်ပေါင်းမြို့နယ်အတွင်းဖြစ်ပွားနေသော အခြေအနေများအားတမတော်ကြီးကဲများမှသိရှိပြီးအမြန်ဆုံးအေးအေးယူဆောင်ရွက်ပေးနိုင်ရန် ကိုဘုံမှတစ်ဆင့်လေးစားစွာတင်ပြအပ်ပေးစီလိုပါတယ်နော်နောက်တစ်ခုကမေတရက်ပေါ့နော်တထုံတိဒေါနတောင်တန်းကနေ KNN နေ PDF တွေတထုံနယ်ကိုဆင်းလာဖို့အနှံ့ရနေပါတယ်တဲ့ရွာသားတွေကိုရှောင်တိမ်ဖို့အကြောင်းကြားထားပြီလို့လဲတာဝန်သိပြည်သူတချို့ကတရင်ပေးဖို့လာပါတယ်တဲ့တရင်လက်ဦးမှုရယူဖို့ လိုပါတယ်ပြည်သူအတန်ကိုနားထောင်ပါတယ်စီရေးသတိရှိပါရှိပါတို့တဲ့ရန်သူစုရဲ့ရန်သူဒီနေရတနင်္လာရီတိုင်းတဝဲခရိုင်လောင်းလုံးမြို့နယ်ကအကြမ်းဖက် PDF တွေကတော့လက်တရောစခန်းတွေကိုလေကြောင်းနဲ့ဒရုန်းသုံးပြီးတပ်မတော်ကတိုက်ခိုက်မှာစိုးရိမ်တာကြောင့်စခန်းတချို့သွားစခန်းတချို့ပြောင်းသွားကြပြီးလောင်းလုံးမြို့ပေါ်တဝဲမြို့ပေါ်စစ်ဆောင်တို့နဲ့နေရောင်စစ်ဆောင် ပုံစံနဲ့ရောက်ပြီးတော့မှနေထိုင်နေကြတယ်လို့အချို့မှာ လူသူအများအပန်းဖြေကမ်းခြေများနဲ့တွားရောက်အခြေပြုနေကြတယ်လို့သိရပါတယ်တဲ့။ကညက်ကျွန်းဝေဒီစစ်ပြဲအင်းဆောင်တီစစ်ပညစ်တပြေးချောင်းစားတဲ့ကျေးရွာတွေမှာ ရှိတဲ့စိတ်ကမ်းတွေမှာပြောင်းရွှေ့အခြေပြုကငါးပန်းလေများမှားတဲ့ဆက်ကျင်းယူနေတယ်လို့ကျေးရွာနေပြည်သူများလဲလာရင်ကြီးကောက်ခံစားတော့နေကြကြောင်းသတင်းပို့လာပါတယ်တဲ့။ဟောအဲ့ဒါတော့အဲ့ဥစ္စာကတော့ဒါတဝယ်ဘက်သတင်းပေါ့နော်။တဝယ်ဘက်သတင်းနောက်တစ်ခုကဖအံပါဗျ။ ဖအံမှာသူကဘာဖြစ်နေလဲဆိုတော့ဟိုဟာစီတိုင်းနေပေါ့နော်စီတိုင်းနေဒံကိုလည်းပါတယ်ဒံကိုလည်းပါတယ်ပေါ့နော်အဲစီတိုင်းနေရတဲ့ဟိုပိတ်ပြီးတော့မှာပေါ့နော်သူကဟိုမောင်ကိုသဘောမျိုးနဲ့ရောင်းနေတယ်လို့လည်းပြောတယ်နော်စီတိုင်းကတော့အဲ့မှာရှိတယ်ကျွန်တော်သတင်းပေးတော့သတင်းကပေးတာအများကြီးတော့ကျွန်တော်အမှပြောဖို့ဟိုပေါ့နော် ဒီနားမှာဟိုဟာဖြစ်သွားလဲတော့မသိဘူးဗောနော်အဲ့တော့ကြတော့အဓိကကတော့မြန်မာပြည်အေဂျန်ဘူးဗောနော်အဲလူတွေကမေးတယ်ကျွန်တော်မေးကြတယ်စစ်သုံးပန်းနေတယ်စစ်သုံးပန်းနေဆိုတာကကျွန်တော်တို့ခုပြောမယ်ကျွန်တော်တို့ကစီးလွတ်ပေါင်းလို့ဟိုပြောလို့မရအောင်နော်စစ်သုံးပန်းဆိုတာလည်းသူ့အကြောင်းတရားသူရှိတယ်လွတ်လာတဲ့လူလည်းရှိလိမ့်မယ်ကျန်ခဲ့တဲ့လူတွေလည်းရှိလိမ့်မယ်နော်အဲ့တော့ကျွန်တော်စစ်သုံးပန်းစစ်သုံးပန်းပြီးတော့ကျွန်တော်လွတ်ပေးလို့ရတာမှမဟုတ်တာစစ်သုံးပန်း ဟိုလွတ်လာလို့ရှိရင်ခမားတို့ဆက်သွယ်လာမှာပေါ့နော်ဒါကြတော့ဟိုလာဝါပေါ့နော်လာဝါတွေဖြစ်သွားပြီနော်အဲလာဝါတွေဖြစ်သွားတဲ့အတွက်အဲဆက်သွယ်လာတဲ့နေကိုစောင့်နေလိုက်ပေါ့နော်တကယ်လို့ပြန်လွတ်လာရဲဆိုရင်တော့မှခမားတို့ဆက်သွယ်ခြင်းမှာဆက်သွယ်ဦးမှာလေဘာလို့လဲဆိုတော့သူကရန်သူလက်အောက်မှာနေခဲ့ရတာရန်သူလက်အောက်မှာနေခဲ့ရတာဖြစ်တဲ့အတွက်သူတို့စစ်ဆေးစရာရှိရာတွေမေးမြန်းစရာရှိရာတွေအများကြီးလောက်အောင် အဲ့ဒါကိုငိုယိုပြီးတော့ကျွန်တော်ဟိုနော်ကုဘုံရဲ့စစ်သုံးဘက်နေအကြောင်းသတင်းပါညာနဲ့နော်နိုင်ငံတော်အကြီးအကဲကဒီလောက်ထိခင်ဗျားတို့တစ်ဖက်ကတစ်ဖက်ကရန်သူကနော်နေမီလူစစ်ပွဲလူပြီးတော့နော်တပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေအသက်သွေးချွေးပေါင်းမြောက်များစွာနော်ပေးဆက်ပြီးတိုက်ခဲ့ရတဲ့စစ်သားတွေစစ်သည်စစ်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေရှိသလိုနော် အញ្ញကံရန်သူရဲ့လက်အောက်မှာအញ្ញကံပြီးတော့မှအလံပြူထောင်သွားတဲ့နော်စစ်သုံးပန်းတွေလည်းရှိတယ်။နော်အဲ့ဒီအခြေအနေတွေကိုတိဆောက်ဖို့အတွက်ကိုနော်တက်မတော်ကာကွယ်ဦးစီးချုပ်ဘာကကြိုကြီးဦးမေအောင်လိုက်အပါဝင်ဘာတုချုပ်ကြီးနတ်ဆာကအစိုးရအဖွဲ့ဝင်နော်ဒီတက်မတော်ကာကွယ်ဦးစီးချုပ်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ဗိုလ်ချုပ်ကြီးတွေအားလုံးကခမားတို့ကိုအကောင်းဆုံးနိုင်ငံကိုရည်တည်ဖို့အတွက်ကိုသူတို့လုပ်ပေးနေတယ်။နော်တကယ်တော်တဲ့စစ်ကောင်းဆောင်တကယ်တော်တဲ့နော်နိုင်ငံကောင်းဆောင်တွေ နော်ရှိတယ်နော်လှုပ်ပေးနေတယ်ခင်ဗျားတို့အပြောမဟုတ်ဘူးလှုပ်သွားတာခြေစံတစ်ချက်မှမဖောက်ဘူးဟုတ်လားကျွန်တော်ပြောပြီးပြီမင်းတို့တိုက်တနက်နဲ့သူတိုက်ကိုတိုက်တိုက်ကြတိုက်ကြတဲ့ထဲမှာမှနော်ပြစ်ဆက်လိုက်ရတာကိုကြည်တစ်ချက်မှမဖောက်ခဲနဲ့နော်ပြန်ယူထားတာနော်ပြန်ယူထားတာအဲ့လိုနိုင်ငံကောင်းဆောင်လို့ခင်ဗျားတို့တက်တက်မှမြင်ဘူးလားအဲ့တော့ကျွန်တော်ပြောသလိုပဲ PDF တွေနော်မင်းတို့အလင်းဝင် လက်နက်ချပြည်သူရဲ့ရင်ဝင်အရေးအောက်ကိုမင်းတို့ပြန်ခိုးလုံးနော်ငါမင်းတို့ပြောမယ်တော့ငါဗမာ PDF တွေကိုပြောတာငါကျန်တာရောငါမပြောလို့ဘူးနော်မင်းတို့ဗမာ PDF တွေမင်းတို့ကြီးကြီးလိုက်စေဆိုးရအစင်အဆက်လက်ထက်နော်လွတ်တော်တွေလှုပ်ပေးလာတယ်လန်ဒရာစင်မြောက်တာဓမ္မတွေလှုပ်ပေးတယ်နော်ဦးတန်းရွှေလက်ထက်ဆိုလည်းနော်ဟိုမှာရွှေတုံပုံသူဘုရားကြီးတည်ထောင်ပေးတယ်အခုအဘကကြောကြီးဦးမင်းအောင်လိုက်လက်ထက်မှာမာရဝီဇယဗုဒ္ဓရုပ်ပွားတော်ကြီးကိုတီထားကိုယ်ွယ်ဖို့ပြည်သူပြည်သားတွေ လုတ်ပေးစားတယ်เนาะအမြန်လန်းနေဈေးဒီပထိုးတွေရေအားလျက်စစ်တွေเนาะတီလဝံလို့စိတ်ကန်းနေเนาะအခုရှမ်းပြည်နဲ့အခုမြောက်ပိုင်းမူဆယ်နဲ့ဒီမန္တလေးနဲ့မြန်မာနိုင်ငံရဲ့အသက်မွေးဝမ်းကြောင်းဂုဏ်စီစီးစင်းမှုလမ်းကြီးအဲ့ဒီလမ်းကြီးပွင့်သွားရင်မြန်မာနိုင်ငံရဲ့ပြည်သူပြည်သားကောတရုတ်ပြည်ကောနှစ်နိုင်ငံပူးပေါင်းပြီးတော့เนาะပြည်သူပြည်သားတွေအဆင်ပြေလာမယ် ဟုတ်လားလမ်းပေါ်မှာဆိုရင်မင်းတို့အဲ့မှာကွန်ရာတွေကာသမားတွေကွန်ရာဆိုင်တွေသမင်းဆိုင်တွေရေးသေးတွေဟုတ်လားနောက်ဆုံးအေရှားဘက်ကဘန်းတရားအစနော်ပြန်ပြီးအစီအပြေလာမဲ့လမ်းကိုပဲရွေးပါမင်းတို့လက်နဲ့ကင်လမ်းစီကိုတိုက်ဘယ်တော့မှမရဘူးလို့ပြောပြီးသားနော်အဲ့တော့ဒီအလောစီလမ်းကြောင်းကြီးပြောသွားမင်းတို့အခုဖြတ်စီလိုက်တော့ဓာတ်တွေချိုးပလိုက်တယ်ဖြတ်ပလိုက်တယ်လမ်းကြောင်းတွေပိတ်ကုန်တယ်နော်တိုင်းပြည်တော်လည်းအကျိုးမရှိဘူးကိုယ်လူမျိုးကိုယ်နိုင်ငံအတွက်နော် ဘဒူးအတွက်မှာအကျိုးမရှိတဲ့အလုပ်ကိုမင်းတို့လက်နဲ့ဆွဲကင်ပြီးတော်လန်နေတာမင်းတို့လက်နဲ့ချပြီးမင်းတို့ခုလာဘကတိုင်းဝီနော်မင်းတို့ဗိုလ်ချုပ်ကျော်ကိုထိုက်တို့နော်အဲ့မှာဗိုလ်ချုပ်သိန်းတို့နေတို့နော်အရန်သဘောကောင်းတဲ့နှလုံးသားပြည့်တဲ့လူတွေနော်တဖြည်းဖြည်းနဲ့တိလာတာနော်ဒါကပီဒီအက်တွေမင်းတို့အတွက်ကိုပြောပေးနေတာနော်အဲ့လိုမျိုးတိုင်းမှုတွေရှိတော့မင်းတို့အလင်းဝင်နော်သူတို့ကမင်းတို့အသက်သက်ညာညာနဲ့စဉ်းစားပြီးတော့မှလှုပ်ပေးမယ်ခုမရေယာဘက်ကျန်လက်ပံလား နော်အဲ့ဘက်ကတော့ဝင်ကျင်မဝင်မှာပေါ့ဒီကောင်တည်းရွှေတွေထွက်နေတော့လုံချင်တိုင်းလုံနေကြမှာပေါ့နော်အဲ့တော့လက်နဲ့ဆွဲကင်တော်လန်နဲ့အလုပ်ကိုလုံမဲ့စားပြည်သူရင်ဝင်အရေးအောက်ကိုခိုးလုံပြီးတော့မှတိုင်းရေးပြည်နိုင်ငံရေးစီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးတွေကောင်းအောင်အားလုံးလက်တွဲညီညီပါဝင်ပူးပေါင်းပြီးတည်ဆောက်ရမယ့်အချိန်ကာလကိုရောက်ရှိနေပြီဖြစ်တယ်မင်းတို့မနိုင်တော့ဘူးနော်ငါမင်းတို့စေတနာနဲ့ပြောတာအဲ့တော့လက်နက်ကိုချပြီးတော့မှကိုမိသားစုနဲ့နွေနွေတွေ့တွေ့ပြန်နေပါမင်းတို့ဖမ်းမှလည်းမဟုတ်ထောင်ထဲထဲမှလည်းမဟုတ် ်နော်တယောက်ကို9သိန်းတောင်ပေးသေးတယ်လက်နက်ပိုင်သိန်း90တောင်ပေးသေးတယ်နော်ဒီတိုင်းမှုကိုကြိုးကြော်ကိုထားကြီးအရင်ကြီးကြီးဘူးကောင်းတယ်အဲ့တစ်ချက်ကတော့တော်တော်လေးကိုနော်ဟောလို့ဟိုနှလုံးသားပြေးသွားတယ်ပေါ့နော်အဲ့နှလုံးသားပြေးသွားတဲ့ခေါင်းဆောင်လေးအောက်မှာနေတော့လဲဒါမျိုးတွေတွေ့လာရမှာပေါ့မြမာပြည်အများဆုံးချင်းချင်းမှာရှေ့တန်းရောက်နေတဲ့တက်မလို့သားတွေဘေးရနေခင်ရှိပြီးနောက်တန်းမိသားစုတွေနဲ့အများဆုံးပြန်လည်ပေါင်းစပ်နိုင်ပါသေး